အားလုံးပဲမင်္ဂလာပါမြန်ခရတောနေပြန်ပြီးကြိုဆိုပါရစေကျွန်တော်ကတော့ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Binance ကနေပြီးတော့တောက်လျှောက်လာနေတဲ့ Hora Airdrop တစ်ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် Hora Airdrop ကိုရောက်ဖို့ဆိုရင်တော့ကျွန်တော် Moray ကနေ Launch Pool ကိုတွားရမှာဖြစ်ပါတယ်အရင်ဆုံး Launch Pool ကိုကျွန်တော်တွားရအောင်ပါနော် Launch Pool ကိုရောက်ပြီဆိုရင်တော့ကျွန်တော် Launch Pool နဲ့ Hora Airdrop ဆိုပြီးတော့ Tab နှစ်ခုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ Airdrop တွေကဘယ်လိုလူတွေကိုပေးတာလဲဆိုတော့ BNB ခြင်ထားတဲ့သူတွေကိုပေးတာဖြစ်ပါတယ် BNB ကိုမှ simple and flexible လောက်ထားတဲ့သူတွေကိုပဲပေးတာဗောနော် spot wallet ထဲမှာ BNB ကရင်ထားရုံနဲ့မရဘူး simple and flexible တွေကိုထည့်ထားမှရမှာဖြစ်ပါတယ် simple and flexible ဆိုတာကတော့ကျွန်တော် n နဲ့က simple n နဲ့ကိုသွားလိုက်တဲ့ဆိုရင်ကျွန်တော် BNB တွေကို stake လုပ်လို့ရတဲ့နေရာလေးတခုရှိပါတယ်ဒီကိုရောက်အောင်သွားဗောနော်ဒါ n နဲ့ကိုဘယ်လိုမျိုးလောက်ရလဲဆိုတာပြပြဖြစ်ပါတယ်ဒီကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ BNB ဆိုတာရှိတယ်ပေါ့နော် BNB ဆိုတဲ့အောက်မှာ flexible နဲ့ lock ဆိုပြီးတော့နှစ်မျိုးရှိတယ် flexible ဆိုတာကတော့ကိုထည့်ပြင်ကြိုက်တဲ့အချိန်ပြန်ထုတ်လို့ရတယ် lock ဆိုတာကတော့ဒီတတ်မှတ်ရက်မပြည့်ခင်မှာထုတ်တယ်ဆိုရင်ပေးထားတဲ့အတိုးတွေကိုပြန်မပေးတော့တာမျိုးပြန်ယူသွားတာမျိုးရှိတယ်ပေါ့နော်အချိန်မပြည့်သေးဘဲနဲ့ထုတ်လို့မရဘူးဒါပေမဲ့ flexible ဆိုရင်တော့ကိုကြိုက်တဲ့အချိန်မှာကိုကြိုက်တယ်လို့ထုတ်ရောင်းလို့ရတယ်အခုဒီမှာက flexible လောက်ထားရုံနဲ့လည်း airdrop ပေးတဲ့သဘောမျိုးဖြစ်ပါတယ် airdrop ပေးတာကပေးချင်တဲ့နိုင်တော့ပေးတာမဟုတ်ဘူးသူတို့ snapshot ယူရတဲ့အချိန်ရှိတယ် ဒီအချိန်အတွင်းမှာကိုကစင်ပယ်အန်ဖလက်စီဘယ်တဲ့ဘို့ထည့်ထားရဆိုရင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခေါက်စနက်ရှော့ယူသွားတဲ့အချိန်ကိုကြည့်ရမယ်ဆိုရင်နှစ်လပိုင်း16ရက်နေ့ကနေပြီးတော့နှစ်လပိုင်း24ရက်အတွင်းမှာစင်ပယ်အန်ဖလက်စီဘယ်လောက်ထားတဲ့သူတွေကိုပေးသွားတာဖြစ်ပါတယ်မိုင်းရှဲအေဒရော့လာတော့ကဆိုရင်ဒါကျွန်တော်တို့16ရက်နေ့ကနေပြီးတော့17ရက်နေ့အတွင်းပေါ့နော်အဲ့တော့17ရက်နေ့ပြီးနောက်ထပ်တစ်ရက်မှာပဲ16ရက်နေ့ကနေ24ရက်အတွင်းမှာပဲချက်ချင်း snapshot တစ်ခါယူသွားတယ်အဲ့တော့ snapshot တွေတောက်လျှောက်ယူနေတယ်လို့ယူဆလို့ရပါတယ် airdrop ပေးတဲ့အထိကတော့ကျွန်တော်တို့၄ရက်နေ့၃လပိုင်း၄ရက်နေ့ဖြစ်ပါတယ်ဒီ holder airdrop ပေးတဲ့ပုံစံကကြိုပြီးတော့မပြောဘူးပေါ့နော်ဘယ်အချိန်မှာ airdrop ပေးမယ်ဘယ် project ကိုဘယ်အချိန်မှာပေးမယ်ဆိုတာမျိုးဘယ်သူမှကြိုပြီးတော့မသိဘူး BNB ကင်ထားတဲ့သူတွေကိုပဲပေးတာဖြစ်တဲ့အတွက် BNB အမာခံပြိသက်တွေကိုပေးတယ်လို့ယူဆလို့ရပါတယ်ဘယ်အချိန်မှာပေးမယ်ဆိုတာကိုဘယ်သူမှကြိုပြီးတော့မသိဘူး ဒါကိုကပဲ BNB ကိုပို့ပြီးတော့ကြိုက်အောင်လို့ BNB တွေကို simple and flexible ပဲလှူထားအောင်လို့ Binance Bank ကနေတုံးထားတဲ့ပုံစံတစ်ခုပေါ့နော်ကြိုပြီးတော့သိတယ်ဆိုရင်လူတွေကအဲ့ဒီအချိန်မှာ BNB တွေကိုဝိုင်းဝယ်ကြမယ်ပြီးရင်ထုတ်ရောင်းမယ်အဲ့တော့ဈေးတက်ကြတွေကများမယ်ပေါ့နော်ဒါပေမဲ့ဘယ်အချိန်မှာပြီးမှန်မှန်မသိတဲ့အတွက် BNB တွေကိုဘယ်အချိန်မှာဝယ်ကြိုက်မယ်ဘယ်အချိန်မှာရောင်းမယ်ဆိုတာကိုမသိကြအောင်အဲ့တော့အဲအဲ့တော့လိုချင်တယ်အဲ့တော့ရချင်တယ်ဆိုရင်ကိုက BNB တွေကိုလည်းကြိုက်ထားတဲ့ဆိုရင် simple flat စီပဲကိုသွားထည့်ထားမှကိုရမယ်ပုံစံမျိုးအာကျွန်တော်တို့လည်းကြိုမသိဘူးပေါ့နော်ဒီအတွက်ပြီးသွားမှသာလဲနောက်တစ်ခေါက်လာတဲ့ project တွေမှာဘယ်လိုမျိုး airdrop ရနိုင်လဲဆိုတာကိုပဲပြောပြလို့ရတာဖြစ်ပါတယ်ကျွန်တော်အရင်တုန်းကဟိုတာ airdrop တွေလာကလေးကအတိုင်းထောက်လျှောက်ပြောလာတယ်ပေါ့နော်ကို့မှာ BNB တွေရှိနေတယ်ဆိုရင်ဒီတိုင်းကြိုင်မထားနဲ့ simple flat စီပဲကိုသွားထားဆိုတာကဒီလိုမျိုး surprise တိုက်တဲ့အစီအစဉ်တွေကြောင့်ပြောပြပေးတာဖြစ်ပါတယ် ရှေ့ကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာဆိုရင်ထောက်လျှောက်လာတာပေါ့နော်ဘယ်ရာချင်းကနေစပြီးတော့ကျွန်တော်ထင်တယ်၄ခုလောက်လာခဲ့တယ်အခု၃လပိုင်းမှာလည်းစပြီးတော့တစ်ခုလာပြန်ပြီဒါပေမဲ့ snapshot ယူသွားတာကြတော့၂လပိုင်းထဲမှာယူသွားတာပေါ့နော်အခု၃လပိုင်းအစပဲရှိသေးတယ် project တစ်ခုလာပြီနောက်၃လပိုင်းမကုန်ခင်အထိဘယ်လောက်လာအောင်မလဲဆိုတာမပြောတတ်ဘူး အရင်တုန်းက launch pool တွေတောက်လျှောက်လာတယ်လို့ပဲအခု holder airdrop ဆိုပြီးတော့ BNB ကင်ထားတဲ့သူတွေကို surprise တိုက်နေတဲ့အစီအစဉ်တောက်လျှောက်လာနေပါတယ်အဲ့တော့ go plus security ဆိုတာကဘယ်လိုမျိုး project လဲသိချင်တယ်ဆိုရင်တော့အဆက်ကလေး30ကိုနှိမ့် multi day ဆိုတာကိုနှိမ့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီ announcement page လေးတစ်ခုကိုရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒါက holder airdrop နဲ့ပတ်သက်တဲ့ announcement တစ်ခုပေါ့နော်ဘယ်လိုလူတွေကိုပေးသွားလဲဆိုတာပြောပြပေးထားတာဖြစ်ပါတယ်လက်ရှိ go plus security ဆိုတဲ့ project က ဟိုရာအေဒရော့ကနေပေးတဲ့ဆက်တခုမြောက် project တခုဖြစ်ပါတယ်။ရှေ့မှာကျွန်တော်တို့10ခုပေးခဲ့ပြီ။အခုဆက်တခုမြောက်ပေးတဲ့ project ပေါ့နော်။ဘယ်ချိန်မှာ snapshot ယူသလဲဆိုတော့ရှေ့က page မှာလည်းကျွန်တော်ကြည့်ခဲ့ပြီးသား16ရက်နေ့ကနေ24ရက်နေ့အတွင်း simple and flexible ကျွန်တော်တို့ lock လုပ်ထားတဲ့သူတွေ simple and နဲ့မှာ flexible ပဲဖြစ်ဖြစ် lock ပဲဖြစ်ဖြစ်ဘာကိုပဲလုပ်ထားလုပ်ထားဒီလူတွေကို ပေးသွားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Go Plus Security ရဲ့ GPS token ကို Binance မှာ list သွားပြီးဖြစ်ပါတယ် trade လုပ်လို့ရတဲ့ pair တွေကတော့ထုံးစံအတိုင်း pair 5ခုနဲ့ trade လုပ်လို့ရမယ် token ရဲ့ name ကတော့ Go Plus Security လို့ခေါ်တဲ့ GPS ဖြစ်ပါတယ်လက်ရှိအချိန်မှာ total token supply ကတော့10 billion GPS အထိရှိမှာဖြစ်ပါတယ် maximum token supply ကလည်း10 billion GPS ပဲပေါ့နော် Hora Airdrop ကိုပေးထားတဲ့ token ကတော့ဒီစုစုပေါင်း token supply ရဲ့ 300ခိုင်နှုန်းကိုပေးသွားတာဖြစ်ပါတယ်အဲ့တော့300 million GPS တုတ်ကင်တွေကို reward အနေနဲ့ပေးသွားမှာဖြစ်ပါတယ်ဒါ BNB ကရင်ထားတဲ့သူတွေအတွက်ပေါ့နော်အဲ့တော့နောက်ထပ် marketing campaign တွေအတွက်လည်းဒီ spot listing ပြီးသွားတဲ့အချိန်6လအကြာမှာ400 million GBS token တွေကိုထပ်ပြီးတော့ပေးသွားအောင်မယ်ဒါကနောက်လာမဲ့6လအကြာမှာလာမှာအခုတော့မလာသေးဘူးပေါ့နော် circulating supply အနေနဲ့ Binance မှာ list တဲ့အချိန်ကတော့ဒီ SuSu Bao token supply ရဲ့18.1%ခန့်အထိရှိမှာဖြစ်ပါတယ် ဒီပမာဏက1.8 billion GPS token အထိရှိမှာပေါ့နော်အဲ့တော့ဒါကတော့ GPS နဲ့ပတ်သက်တဲ့အချက်လေးဖြစ်ပါတယ်ဒီမှာဆိုရင် Binance က Hora Airdrop နဲ့ပတ်သက်ပြီးတော့လည်းရှင်းပြထားတာတွေအများအားပါလေးရှိပါတယ်ကျွန်တော်တို့ဒီ Hora Airdrop ဆိုတာက BNB Hora တွေကိုဒီ Simple N ထဲမှာ Flexible Lock State လောက်ထားတဲ့သူတွေကို snapshot ယူပြီးတော့ပေးတဲ့အစီအစဉ်တခုပေါ့နော် user တွေက BNB တွေကို Simple N ထဲမှာထည့်ထားရုံနဲ့တင် အလိုလျောက် automatically eligible ဖြစ်တာဖြစ်ပါတယ်အဲ့တော့ဘာမှထူထွေပြီးလောက်ဆရာမလို့အဲ့မဲ့ခဏခဏပြောသလိုပဲ sport ထဲမှာထည့်ထားရုံနဲ့မရဘူးပေါ့နော် simple အလုပ်ထားမှ simple အလုပ်တယ်ဆိုရင်အတိုးလေးရတယ်ဒီလိုမျိုးဟိုတာ error လေးရတယ်ဆိုတော့တော်တော်လေး BNB ကင်ထားတဲ့ BNB ကိုကင်တဲ့သူတွေအတွက်ကတော့ကောင်းတယ်လို့ပြောမှာထင်တယ်။ဘာကြောင့်လဲဆိုတော့ launch boot လာတယ်ဆိုရင်လည်း true true ပြီးတော့ကျွန်တော်ဘာမှလုပ်ဆရာမလို့ဒီထဲမှာထည့်ထားလိုက်ရုံနဲ့တင် launch boot token တွေကိုလည်း reward ရတာမျိုးရှိရယ်ပေါ့နော်။ ဒါ Binance ကနေပြီးတော့ BNB holder တွေကိုပေးတဲ့ utility တွေဒေကတခုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ Go Plus Security နဲ့ပတ်သက်လို့သိချင်တယ်ဆိုရင်တော့ Binance ကလုပ်ပေးထားတဲ့ research report ရှိတယ်။ဒီ Google Security ဆိုတဲ့အဝါအရောင် link လေးကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီ Google Security ရဲ့ page ကိုရောက်သွားမယ်ပေါ့နော်။အ Binance ကလုပ်ပေးထားတဲ့ research report page ပေါ့။ Google Security ဆိုတာကတော့ Web3 တွေအတွက် AI power security တွေပြီးပြီးဆိုရင် decentralized ဖြစ်တဲ့ security တွေဒါတွေကို offer ပေးတဲ့ project တစ်ခုဖြစ်ပါတယ်။ Google Security ရဲ့ GPS token ကဆိုရင်လည်းဒီ platform ပေါ်မှာပေါ့နော်။ utility token တစ်ခုအနေနဲ့အသုံးလို့ရမယ့်နေရာတွေအများကြီးရှိတယ်။ GPS token ကဒီ premium service တွေဝယ်တာမျိုးတွေပြီးပြီဆိုရင် security အတွက် gas အနေနဲ့ security gas အနေနဲ့ user တွေကသုံးလို့ရမယ့်ပုံစံမျိုးတွေပါတယ်ပြီးပြီးဆိုရင် staking လုပ်လို့ရမယ် security trading fees တွေကို GPS ကိုသုံးပြီးတော့ပေးလို့ရမယ် ဒီလိုမျိုးပေါ့နော်တော်တော်များများနေရာတွေမှာ GPS ကိုသုံးလို့ရမယ့်ပုံစံမျိုးတွေဖန်တီးပေးထားတယ်။လက်ရှိအချိန်မှာ Google Security ရဲ့ product တွေရှိရပေါ့နော်။အဲ့ဒီ product တွေဆိုရင်လည်းသုံးတဲ့သူတွေကတော်တော်များနေပြီဖြစ်ပါတယ်။ Google Security ရဲ့လက်ရှိရှိပြီးသား project တွေထဲမှာဆိုရင် Google Intelligence ဆိုတာရှိမယ်။ဒီ Google Intelligence ကိုဆိုရင်လက်ရှိအချိန်မှာသုံးနေတဲ့သူတွေတော်တော်များတယ်။ project တွေအနေနဲ့ဆိုရင် project ပေါင်း9000ကျော်အထိရှိတယ်။ သူတို့ရဲ့ API ကို request လုပ်တာဆိုရင်လည်းနေ့စဉ်တန်30ကျော်အထိရှိတယ်ပေါ့နော်ပြီးတော့ဒီ project 9000ကျော်ထဲမှာဆိုရင်လည်းတကယ် major website တွေဖြစ်တဲ့ Coin Cargo တို့ Dexcrena တို့ပြီးပြီးဆိုရင် Coin Market Cap လို့ပုံစံမျိုး website တွေ wallet တွေထဲမှာဆိုရင် Trust Wallet တို့ MetaMask တို့ဒီလိုမျိုး wallet တွေပါတယ် Dex တွေထဲမှာဆိုရင်လည်း Sushi Swap လို့ပုံစံမျိုး Dex တွေကနေပြီးတော့ GoPlus Intelligent API ကိုခေါ်သုံးနေတဲ့သူတွေရှိတယ်ပြီးပြီးဆိုရင် GoPlus Security App နဲ့ extension တွေလည်းရှိတယ် ဒါဆိုရင်ဘလောက်တောင်ပြောထားလဲဆိုတော့24/7 AI security assistant အနေနဲ့ရှိနေတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်အာပြီးတော့ဒီ platform ပေါ်ကနေပြီးတော့ wallet ပေါင်း28သန်းကိုကာဝယ်ပေးထားတယ်ပြီးပြီဆိုရင်အာဆုံရှုံနှနာမှုတွေမဖြစ်အောင်လို့ tense of feeling ပြည်ပောင်းများစွာကိုကာဝယ်ပေးနိုင်ခဲ့တယ်ဆိုပြီးတော့ go plus ကနေပြီးတော့ပြောထားတာတွေ့ရတယ် chrome extension အနေနဲ့ download ဆွဲပြီးတော့သုံးနေတဲ့သူက2သိန်းကျော်ရှိတယ်ပြီးတော့ဒီကနေပြီးတော့နေ့စဉ် transition ပေါင်း သတင်းကျော်ကိုကောက်ွယ်ပေးနိုင်တယ်ဆိုပြီးတော့လည်းပြောထားတာကိုတွေ့ရပါတယ်ပြီးတော့ safe token protocol ပေါ့နော် safe token protocol ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ token တွေရဲ့ token creation နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ secure ဖြစ်အောင်ပြီးရင် liquidity management နဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်နေလဲဆိုတာကိုခွဲခြားစိတ်ဖြာပေးနိုင်မယ့်ပုံစံမျိုးတွေလည်းပါတာဖြစ်ပါတယ်ဒါကတော့လက်ရှိအချိန်မှာ go plus security ကနေရနိုင်တဲ့ product တွေပေါ့နော် token ရဲ့ name ကလည်းကျွန်တော်တို့ share page မှာခရေကပြောပြသား GPS token ဖြစ်ပါတယ် ဆိုတော့ token ရဲ့ type ကတော့ ERC20 token အမျိုးအစားဖြစ်ပါတယ်။ Initial circulating supply ကတော့1.8 billion token အထိရှိနေမှာဖြစ်ပါတယ်။ Maximum token supply ကတော့10 billion token အထိရှိမယ်။ ora airdrop မှာတော့လက်ရှိအချိန်မှာ300 million gbs token တွေကိုပေးသွားတယ်။ now spot listing ပြီးသွားတဲ့အချိန်6လကြာတဲ့အချိန်မှာတော့400 million gbs token တွေကိုထပ်ပြီးတော့ပေးအောင်မှာဖြစ်ပါတယ်။ဒါကတော့ gbs နဲ့ပတ်သက်ပြီးတော့အဲတည်တဲ့ key metric ဖြစ်ပါတယ်။ ဆိုတော့ token distribution အနေနဲ့ဆိုရင်လည်း airdrop ပေးသွားတာ10%အထိရှိတာကိုတွေ့ရပါတယ်။ private fundraise အနေနဲ့90.33%အထိခွဲထားတာကိုတွေ့ရတယ်။ပြီးတော့ marketing နဲ့ community ecosystem အတွက်ဆိုပြီးတော့60%ရခိုင်နှုန်းအထိခွဲထားတယ်။ project theme ကတော့20%အထိယူထားတာတွေ့ရပါတယ် theme ကကိုင်နာတွေကပုံမှန်ဆိုရင်10%လောက်ဆိုရင်အနေတော်ပဲလို့ပြောလို့ရမယ်20%ဆိုတော့ဒါအလေလက်လောက်မှရှိတယ်လို့ပြောလို့ရပါတယ်20%ဆိုတော့ PP ဆိုရင် liquidity အတွက်900ကိုင်တော့ရှိတယ် advisor တွေအတွက်300ကိုင်တော့ခွဲထားတာကိုတွေ့ရပါတယ် token တွေထွက်လာမဲ့ပုံစံကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီ2028ကျမှသာလဲ100%လောက် unlock ဖြစ်မယ်ပေါ့နော် လက်ရှိအချိန်မှာတော့18ရာခိုင်နှုန်းကျော်ပဲ unlock ဖြစ်သေးတာကိုတွေ့ရပါမယ်။သင်းမြက် token တွေလည်း unlock မဖြစ်သေးဘူးเนาะ။ project theme ကခိုင်ထားတဲ့ token တွေကတော့2025 November ဆိုတော့2025 October လောက်မှာစပြီးတော့တဖြည်းဖြည်းချင်း unlock ဖြစ်လာမယ်။ဒီနှစ်ထဲမှာတော့ project theme ခိုင်ထားတဲ့ token တွေကစပြီးတော့ unlock ဖြစ်မဲ့ပုံစံကိုတွေ့ရတယ်။တချို့ project တွေဆိုရင်2029 2030မှာ100%လောက် unlock ဖြစ်တယ်။ဒါပေမဲ့ဒီ project ကတော့2028ဆိုရင်100%လောက် unlock ဖြစ်လာမှာဖြစ်ပါတယ်။ဒါကတော့ token ရဲ့ release schedule ဖြစ်ပါတယ်။ Okay ပါဆိုတော့ဒီ go plus security ဆိုတာကတော့ security ကိုမတူတယောက်တည်းကချုပ်ကင်ထားတဲ့ security မဟုတ်ဘဲနဲ့ decentralized security အနေနဲ့အာလာနိုင်မှုစူးစမ်းနေတဲ့ project တစ်ခုဖြစ်ပါတယ်။ဆက်ပြီးတော့စောင့်ကြည့်ရမယ့် project တစ်ခုဖြစ်ပါတယ်။အခုလောလောဆယ်မှာတော့ holder airdrop အနေနဲ့ပေးသွားတာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ခေါက် go plus security မှာ holder airdrop မရလိုက်တဲ့သူတွေနောက်လာမဲ့ဘယ်လိုမျိုး project တွေမှာ ဟိုရာအဲဒါရနိုင်လဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ trade တိုင်းမြင်ကြပါစေခင်ဗျာ